ေသက်တို့ဒုတိယကမ္ဘာစစ်နဲ့ပတ်သက်ပြီးတော့ငငယ်တော့ကမ္ဘာတမိုင်းမှာကြက်ခဲ့ပူဝင်လို့ထင်တယ်။ဒုတိယကမ္ဘာစစ်ကိုကမ္ဘာအကြီးဆုံးစစ်ပွဲလို့သတ်မှတ်ရမှာပါ။ဘာကြောင့်လဲဆိုရင်ဒီထဲမှာနိုင်ငံပေါင်း80ကျော်လောက်ကိုပါဝင်နေလို့ဒုတိယကမ္ဘာစစ်အဓိကဖြစ်ရတဲ့အကြောင်းရင်းကပထမကမ္ဘာစစ်ရဲ့နောက်ဆက်တွဲအကြောင်းပါ။ဒါကြောင့်ဒုတိယကမ္ဘာစစ်နဲ့ပတ်သက်ပြီးမပြောခင်ပထမကမ္ဘာစစ်အကြောင်းနဲ့ပတ်သက်ပြီးနည်းနည်းလေးသွားကြည့်အောင်။ကျွန်တော်ပထမကမ္ဘာစစ်ရဲ့အမြင့်ကိုကြည့်မယ်ဆိုရင်ဇူလိုင်လ28ရက်နေ့1934ဩစတြေးလျနဲ့ဟန်ဂရီကဆာဘီယာကိုဝင်တိုက်တဲ့အချိန်မှာဂျာမနီကဩစတြေးလျနဲ့ဟန်ဂရီပဲလိုက်ပြီးတော့မှရုရှားက ဆာဗီယာဘက်ကိုလိုက်ပြီးတော့မှတိုက်ခဲ့တယ်။အဲ့တော့ရုရှားဆာဗီယာဘက်လိုက်တဲ့အချိန်မှာအော်ဒီကောဝင်ပါတာပဲဆိုပြီးတော့မှဂျာမနီကဘယ်လ်ဂျီယမ်ကိုဝင်တိုက်တယ်။အမှန်တော့သူကနယ်ချဲ့တာပေါ့နော်။အဲ့မှာစစ်ပွဲကတဖြည်းဖြည်းတဖြည်းဖြည်းကြီးလာတယ်။ အနောက်ပိုင်းဂျာမနီ၊ဩစတြေးလျ၊ဟန်ဂရီ၊အော်တိုမန်အင်ပါယာ၊ဘော်လ်ဂီးရီးယားကတစ်ဖက်ပြီးရုရှား၊ဆာဘီယာ၊ပြင်သစ်၊အင်္ဂလန်၊အီတလီနဲ့ US ကတစ်ဖက်ဒီနိုင်ငံတွေတက်နိုင်ငံတက်နိုင်ငံ၄နှစ်လောက်တိုက်ပြီးတဲ့နောက်ပိုင်းဂျာမနီ၊ဩစတြေးလျ၊ဟန်ဂရီ၊အော်တိုမန်အင်ပါယာ၊ဘူလ်ဂီးရီးယားဒီနိုင်ငံတွေအားလုံးအဆစ်ရှုံးသွားတယ်။အဲ့မှာပဲပထမကမ္ဘာစစ်ကပြီးသွားတယ်။ကိုနိုင်သားတဲ့နိုင်ငံတွေထဲမှာအင်္ဂလန်နဲ့ပြင်သစ်ကကျတော့ဒီပထမကမ္ဘာစစ်မီးမွေခဲ့တဲ့နိုင်ငံဂျာမနီနိုင်ငံဟုတ်တယ်။ဒီကောင်ဒီတိုင်းပြစ်ထားလို့မရအောင်ဒီကောင်ပြစ်ထားရင်ဒီကောင်ပြန်ဆမှာစစ်ပွဲ။အဲ့လိုပြောပြီးတော့မှဂျာမနီကိုတန်ပေးတယ်ပေါ့နော်။ဒီလက်နက်တွေ ပုံမထုတ်ခိုင်းအောင်ပြီးတော့ငွေကြေးပိုက်တယ်ပြီးတော့ဒီပထမကမ္ဘာစစ်မှာနာခဲ့တဲ့နိုင်ငံတွေပေါ့အထူးသဖြင့်ပြင်သစ်အင်္ဂလန်ဒီနိုင်ငံတွေရဲ့ရော်ကြေးပေးရမယ်ဆိုပြီးတော့မှဂျာမနီအပေါ်မှာအကုန်လုံးအပြစ်တွေပုံချတယ်ပေါ့နော်အဲ့လိုအပြစ်တွေပုံချပြီးတော့မှဂျာမနီကိုစာချုပ်ထုတ်ခိုင်းတယ်ဘာဆိုင်စာချုပ်ဒီစာချုပ်ထဲမှာအဓိကအချက်ကကျတော့ဂျာမနီကဒီပထမကမ္ဘာစစ်မှာသူတိုက်ခဲ့တဲ့နိုင်ငံတွေဒီဆုံးရှုံးခဲ့တဲ့နိုင်ငံတွေမှာကုန်သွားတဲ့ငွေကြေးကြီးအလုံးကိုပြန်ပေးဆက်ရမယ်ဆိုပြီးတော့မှသူ့ကိုစာချုပ်ထုတ်ခိုင်းတယ်ပြီးတော့ဒုတိယအဓိကအချက်ကျတော့ဂျာမနီမှာစစ်တပ်အင်အားလုံးတော့ ထားဖို့မပေးတာစစ်တပ်နဲ့ပတ်သက်ပြီးတော့မှဂျမ်မီကိုပိတ်ထားတဲ့ပထမအချက်ကျတော့ဒီလေးတက်ထားလို့မရဘူးရေးတက်ထားလို့မရဘူးပြီးတော့တက်တာတသိန်းထက်ပို့ပြီးတော့မှထားလို့မရဘူးပြီးတော့ဒန်ခက်တဲ့ငွေကြေးရလဲမနေဘူးနော်33ဘီလီယံခုငွေကြေးနဲ့တွက်မယ်ဆိုရင်900ဘီလီယံစဉ်းစားကြည့်ပါအနထုံကွက်နဲ့စတဲ့မှာပထမဆုံးအတူရောကြီးပေးပြီးတဲ့နောက်ပိုင်းဂျာမနီနိုင်ငံငွေကြီးကဒီလိုဖောင်းပွားလာကျွန်တော်မြန်မာနိုင်ငံငွေကြီးကိုတကဘာလုံးကကျက်ဆူပြီးတော့မှတုံးနေဘောနော်တရာကျက်နေရာကျက် အဲ့တော့ဂျာမနီမှာမတ်ဆိုပြီးတော့မှတုံးတယ်ဘလောက်ထိတော့စိုးလာလဲဆိုရင်1920မှာဂျာမနီမှာပါမို့တုံးရဲ့တန်ဖိုးက 160 max ပဲရှိတယ်1923လဲရောက်လာရောအဲ့ဒီပါမိုးကလုံးရဲ့တန်ဖိုးက900 billion တိတက်သွားတယ်စဉ်းစားကြည့်ပါအဲ့မှာဂျာမနီမှာဟစ်တလာစပြီးတော့မှထွက်လာတယ်ဒီ1923မှာဟစ်တလာဦးဆောင်တဲ့နာဇီပါတီကအာဏာသိမ်းမှုကြိုးစားတယ်ပေါ့နော်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးသူ့ထောင်ထဲထည့်လိုက်တယ်အဲ့ဒါလည်းသူအရှုံးမပေးဘူးသူအပင်ထွက်တယ်ဖတ်ပြီးတော့မှဟောပြောပွဲတွေလုပ်တယ်ကျွန်တော်ဖတ်ဖို့ဆိုတော့ဦးဆောင်တဲ့ပိုင်းမှာဟစ်တလာငွေကြေးရပါရမီပါလာတာပါဟစ်တလာရဲ့ဇကားလူရုံချဲ့လဲနိုင်တယ်ဥမာအပြင်ပြောမယ်ဆိုရင်လူတယောက်ကိုခင်ဗျအကြောင်းတစ်ခုနဲ့ပတ်သက်ပြီးတော့မှနေ့တိုင်းလိမ့်နေ့တိုင်းလိမ့်လိမ့်လိမ့် င်လ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 င်နောက်ပိုင်းလိန်ကကြာသွားပြီဆိုရင်အဲ့ဒီလူကဘာထင်သွားလဲဆိုဒီတယောက်ကအလောက်မလိန်နိုင်ဘူးတကူကတော့ရှိပါမယ်ကျွန်တော်ထင်တာလူတွေရဲ့သဘောဝဆိုင်ကိုလို့ထင်တယ် ဟစ်တလာအဓိကမုန်းလာတခြားနိုင်ငံတွေကိုမုန်းလာမို့သူ့နိုင်ငံထဲမှာရှိတဲ့ဂျူးလူမျိုးတွေကိုမုန်းလာအဲ့ချိန်တော့ဂျူးလူမျိုးတွေကတသေးတည်းပဲဂျာမနီမှာပတ်ဆိုင်ရှိတဲ့လူတွေတော်တော်များများကြီးမှဆုံးဂျူးလူမျိုးတွေအဲ့ပရမတ်ကဘာစစ်မှာအဓိကဆစ်ရှုံးရတဲ့အကြောင်းရဂျူးလူမျိုးတွေကြောင့်ဆိုပြီးတော့မှသူကတင်ပြတယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်ပရမတ်ကဘာစစ်မှာအင်္ဂလန်နဲ့ဂျာမနီတို့ဝင်တိုက်တဲ့အချိန်မှာဒီဂျူးတသေးတွေကငွေကြေးအင်္ဂလန်နိုင်ငံကိုထောက်ပံ့ခဲ့တယ်ဆိုပြီးတော့မှသူကဆွတ်ဆွဲတယ်ပေါ့နော်။အဲ့လိုပါပဲအရာတစ်ခုအချိန်ချင်းအချိန်ချင်းလိန်တော့လူတွေကလည်းယုံကြည်လာကြတာပေါ့နော်။ပြီးတော့ဟစ်တလာမျိုးချစ်စိတ်သားရှိတာ။ကဲထားပါဟစ်တလာအကြောင်းမဟုတ်တော့ဒုတိယကဘာစစ် အကြောင်းလည်းပဲသွားကြည့်အောင်စင်နစ်တိုင်တိုင်စူးစမ်းပြီးတဲ့နောက်ပိုင်း1933မိနစ်မှာဟစ်တလာစပြီးတော့မှအာဏာရလာတယ်ဟစ်တလာအာဏာရပြီးတဲ့နောက်ပိုင်းသူပထမဆုံးလုပ်ခဲ့တာဂျူးလူမျိုးတွေကိုတတ်ခဲ့တာဘလောက်ထိရဲရဲဆက်ဆက်တတ်ခဲ့လဲဆိုရင်ကျွန်တော်တို့ဒီခမ်းမကြီးအလုံးပိတ်အခန်းထဲမှာအပြင်းနဲ့အစိတ်တောက် gas တွေထည့်ပြီးတော့မှအသက်ရှူကြက်အောင်လုပ်ပြီးတော့အဲ့လိုတတ်ခဲ့တာဟစ်တလာတယောက်ထဲနဲ့ပဲဂျူးလူမျိုး9သိန်းကျော်လောက်ကိုအဲ့လိုလုပ်ပြီးတော့မှတတ်လာခဲ့တာဒါကြောင့်ဂျူးလူမျိုးတွေကအခုချိန်ထိဟစ်တလာကိုတအားမုန်းတာဂျာမနီနိုင်ငံရဲ့တမိုင်းစာအုပ်ထဲမှာတော့ဟစ်တလာနဲ့ပတ်သက်ပြီးတော့မှကောင်းကွေးရေးထားတာမရှိဟစ်တလာတက်ပြီးတဲ့နောက်ပိုင်းသူတို့ ထုတ်တဲ့ဒီစာချုပ်ထဲမှာပါတဲ့ဒန်နီကိုတဖြည်းဖြည်းတဖြည်းဖြည်းတခြားနိုင်ငံတွေရဲ့ short ချလာတယ်ပေါ့နော်1935ကဂျွန်လာမှာ Anglo German Naval Agreement ကကြတော့ Germany အတွက်လေတက်ထားပိုင်권အာနာ Germany ကတရဝင်ရသွားခဲ့သူတက်လာတာ1933 1935မှာလေတက်စောင်းနိုင်ခဲ့တယ်1938ခုနှစ်မှာဂျာမနီမှာတပ်သားပေါင်းသသိန်းကျော်ပြီးတော့ဘုံကျဲလေရင်တိုက်လေရင်လေရင်စုစုပေါင်း2500ကျော်ပြီးတော့အရှင်သာအပါဝါဖူးဖြစ်တဲ့ရေတင်မော်ကော့ကက် ပက်တယ်ရှစ်ဒီတင်မော့မျိုးစား HR အမေရိကန်နိုင်ငံနဲ့အင်္ဂလန်နိုင်ငံဒီနန်နိုင်ငံမှာပဲရှိခဲ့တယ်ဒီလိုတင်မော့မျိုးကိုဟစ်တလာတနစ်အတွင်းမှာပဲစောင့်နိုင်ခဲ့တယ်စစချင်းဟစ်တလာမှာဘလောက်ထိပါဝါရှိခဲ့လဲအဲ့ချိန်ဟာပြီးတခြားတွေကြည့်မယ်ဆိုရင်လည်းလူဖ်ဝါဖီလီဒီလိန်လန်အဲ့ချိန်ဟာအဲ့နှစ်နိုင်ငံမှာပဲရှိခဲ့တယ်တခြားနိုင်ငံတွေမှာမရှိခဲ့ဘူး1938 February လမှာ Hitler Austria နိုင်ငံတမန်ရနဲ့စပြီးတော့မှတွေ့တယ်အမှန်တော့ Austrian လူမျိုးက German စကားတွေပြောတာပဲအဲ့တော့ Hitler Austria နိုင်ငံရဲ့တချို့တပိုင်းအာဏာကိုစပြီးတော့မှတောင်းတယ် ဲ့တော့ဂျာမနီမှာသူတို့နိုင်ငံကိုရလွယ်နဲ့တိမ့်နိုင်တဲ့အင်အားရှိတယ်ဆိုတော့ဩစတြေးလျသမ္မတအသိတယ်။ဟစ်တလာရဲ့ပါတီဝင်နာဇီပါတီဝင်တယောက်ဖြစ်တဲ့ Hans Fisch Bock ကိုဩစတြေးလျနိုင်ငံရဲ့ဘန်ဒါရေးမှူးနေရာကိုပေးလိုက်တယ်။ဒီအာဏာတကူရပြီတဲ့နောက်ပိုင်းသူကတခြားအာဏာတွေပါတဖြည်းဖြည်းရချင်လာတယ်။အဲ့တော့ဩစတြေးလျသမ္မတအသိပြီးသားဘာမှမတတ်နိုင်ဘူးလေ။နာဇီပါတီကိုသူတို့နိုင်ငံတစ်ခုလုံးပေးဖို့အတွက်ရွေးကောက်ပွဲလုပ်ဖို့အတွက်အဆုံးဖြစ်တယ်။အဲ့လိုရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေတော့အချိန်မှပဲဩစတြေးလျနိုင်ငံမှာ community မတည်မငြိမ်ဖြစ်နေလို့ငါတို့စစ်တပ်ကအကူအညီလာပေးတာဆိုတဲ့အကြောင်းပြချက် ပြပြီးတော့မှစစ်တပ်နဲ့ဩစတြေးလျနိုင်ငံတစ်ခုလုံးဝင်သိမ်းလိုက်တယ်။ဩစတြေးလျနိုင်ငံတစ်ခုလုံးသိမ်းပြီးနောက်ပိုင်းဟစ်တလာချက်ကိုစလိုဝါကီးယားနိုင်ငံမှာရှိတဲ့ပြည်နယ်တစ်ခုကိုတောင်းတယ်။အမှန်တော့အဲ့တော့ဒီပြည်နယ်ထဲမှာ80ရာခိုင်နှုန်းကကဂျာမန်စကားပြောတွေပဲနေကြတယ်။အင်္ဂလန်နိုင်ငံသမ္မတရဲ့လက်အောင်ကိုသူပါပြောပြောအဲ့လိုမျိုးလုပ်တဲ့နိုင်ငံပေါ့နော်။အဲ့ကြောင့်ဟစ်တလာဒီပြည်နယ်ထဲမှာငါတို့စကားပြောတွေရှိတယ်။ဒီပြည်နယ်ကငါတို့နိုင်ငံထဲမှာပါတဲ့နေဆိုပြီးတော့မှတောင်းတယ်။ အဲ့ဒီပြည်နယ်ပေးလိုက်တဲ့အချိန်မှာ तू ကဂရိစာချုပ်တကူချုပ်တယ်ပေါ့နော်တခြားနိုင်ငံတွေမထီဒီပြည်နယ်ဝဲယူမယ်ဆိုတဲ့စာချုပ်ချုပ်တယ်ဒါပေမဲ့အာနာယူဆိုတဲ့တိတဲ့အတိုင်းပါပဲ1939မတ်လမှာကျန်တဲ့နိုင်ငံတွေအားလုံးကဝင်သိမ်းလိုက်တယ်ချက်ကိုစလိုဗာကီးယားနိုင်ငံလက်ထဲကိုရောက်ပြီးတဲ့နောက်ပိုင်းဟစ်တလာဘယ်ရက်တော့မလဲပိုလန်နိုင်ငံကိုသိမ်းဖို့စီစဉ်တယ်ပိုလန်နိုင်ငံကိုသိမ်းဖို့အတွက်သူကရုရှားနဲ့ပထမဆုံးစာချုပ်တကူချုပ်တယ်စစ်မဖြစ်ဘူးဆိုတဲ့စာချုပ်ဒီစာချုပ်ကို non aggression pact လို့လည်းခေါ်တယ်ဒီစာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်းဂျာမနီနဲ့ရုရှားကပိုလန်ကိုတယောက်တစ်ဝက်ခွဲဖို့ဆုံးဖြတ်တယ်1939စက်တင်ဘာလတရနေ့ ာဂျာမနီယာတပ်သားပေါင်းတသိန်းကျော်နဲ့ပိုလန်နိုင်ငံတောင်ဘက်ကနေတရဆက်ဆက်ဝင်တိုက်တယ်အဲ့တော့ပိုလန်နိုင်ငံမှာစစ်တပ်ရင်အလောင်းမရှိမြင်းနေပါတယ်တုံးနေကြတော့မယ်၁၉ရက်အတွင်းမှာပဲပိုလန်နိုင်ငံတဝက်လောက်ကဂျာမနီလက်ထဲကိုလုံလုံရောက်သွားတယ်ပိုလန်နိုင်ငံဝင်သိမ်းတဲ့အချိန်မှာဂျာမနီယာနိညမပြတ်အဆက်မပြတ်ဝင်တိုက်တာအဲ့တော့ကတပ်သားတွေကိုပေဗစ်တင်းဆိုတဲ့မူရေးစေဝါပေးပေးပြီးတော့မှဝင်ပြီးတော့မှတိုက်ခိုင်းတယ်အဲ့ဒီမူရေးစေဝါတုံးလိုက်ပြီဆိုရင်သူကအိတ်ချင်စိတ်လည်းမရှိတော့စားချင်စိတ်လည်းမရှိတော့ရေတောက်ချင်စိတ်လည်းမရှိတော့အချိန်ခဏအတွက်အင်အားတွေပြည်လာဒါပေမဲ့နောက်ဆက်တဲ့ဆိုးကျိုးတွေတော့အများကြီးရှိတာပေါ့စက်တင်ဘာလ 2019ရဲ့နှစ်တဝက်သိမ်းပြီးတဲ့နောက်ပိုင်းအဲ့ဒီရဲ့ညနေမှာပဲရုရှားမြောက်ဘက်ကနေဝင်ပြီးတော့မှာ တိန်နေဂျာမနီနဲ့ရုရှားကိုတယောက်နဲ့တယောက်စစ်မဖြစ်ဘူးဆိုပြီးတော့မှစာချုပ်တာချုပ်တာလားရုရှားကဂျာမနီပေါ်လုံးဝယုံကြည်မှုမရှိခဲ့ဘူး။ဘာကြောင့်လဲဆိုရင်ဒီချက်ကိုစလိုဝါကီးယားနိုင်ငံတော့ကလည်းသူနေမီတလောက်တလောက်ယူမယ်ဆိုပြီးတော့မှပြောတယ်ဂတိပေးတယ်ပြီးတော့ဝင်သိမ်းတယ်။ပြီးဒီဩစတြေးလျနိုင်ငံပထမဆုံးကလည်းသူအာနာတစ်ခုနှစ်ခုပဲယူမယ်ပြောတယ်ပြီးတော့အာနာတစ်ခုလုံးယူတယ်ဝင်သိမ်းတယ်။အဲ့တော့သူ့ကိုယုံကြည်မှုမရှိဘူး။အဲ့တော့ရုရှားမှာခေါင်းဆောင်ကျော်စတက်လင်အဲ့ဒီတော့သူနေတဲ့မြို့ကလန်နင်ဂတ်ဆိုတဲ့မြို့ဒီမြို့ကဖင်လန်နိုင်ငံနဲ့မိုင်30လောက်ပဲဝေးတယ်။အမှန်တော့1900တဆက်ကုန်မတိုင်ခင်ဖင်လန်နိုင်ငံကဒီရု ရှားဆိုဗီယက်ပြည်အောင်စုရဲ့နိုင်ငံတစ်ခုပဲအဲ့နောက်ပိုင်းမှာခွဲထွက်သွားတာအဲ့တော့ရုရှားကကြောက်တာဖင်လန်နိုင်ငံကိုဝင်သိမ်းလားဆိုပြီးတော့ကြောက်တော့ရုရှားဖင်လန်နိုင်ငံကိုဝင်သိမ်းတယ်